အရေးကြုံတော့စိတ်ဆိုးနေလဲမလို့ပဲမနေနိုင်တဲ့ smile ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် top celebrity page ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်လို့ကြိုဆိုပါရစေ smile ကတော့မြန်မာနိုင်ငံကထိတ်တန်းမင်းသမီးတလက်လို့လည်းပြောလို့ရပါတယ်။ဒုက္ခဒုက္ခရောကတော့ smile ဆိုတာကလည်းနာမည်ရှိတဲ့အနုပညာရှင်တဦးပဲဖြစ်ပါတယ်။ smile ကလွန်ခဲ့တဲ့6လအတွင်းကဖြစ်ပွားခဲ့တဲ့အရှိပေးမှာပရိသတ်တွေနဲ့ပြဿနာနေငယ်ဖြစ်ခဲ့ရလဲဖြစ်ပါတယ်။ smile ကတိမ်ပေါင်းတောင်းချီထောင်းချီသုံးဖြုံးနေပြီးတော့ရေပီးအတွက်ကိုမြန်မာနိုင်ငံမှာလှူဒန်းတော့ဒိန်း၁၀ခန်းမဲလှူတဲ့အတွက်ကိုပရိသတ်တွေကစိတ်ဆိုးပြီးတော့ဝေဖန်ပြောဆိုရာကနေပြီးတော့ smile ကလည်းစိတ်ဆိုးသွားပြီး မြန်မာနိုင်ငံအတွက်ဆိုရင်နောက်ထပ်ဘယ်တော့မှမလိုတော့ဘူးဆိုပြီးတော့ပြောခဲ့ရလဲဖြစ်ပါတယ်ဒါပေမဲ့အခုလိုမျိုးမြန်မာနိုင်ငံမှာငလင်ဘေးတန်တဲ့အခါဒီလိုမျိုးတဘာဝဘေးအန္တရာယ်တွေကြုံရတဲ့အခါ smile ကဒီအတိုင်းမနေနိုင်မဲနဲ့ထမှန်ပြီးတော့လူဒန်းလိုက်ပြန်ပြီဖြစ်ပါတယ် smile လူဒန်းလိုက်တဲ့ငွေပမာဏကတော့ဘယ်အမှုပညာရှင်မှမလိုသေးတဲ့ငွေပမာဏဖြစ်ပါတယ် smile က သိန်းပေါင်း1131သိန်းကိုလှူဒန်းလိုက်တာဖြစ်ပါတယ်။စမိုင်းကတော့ဖျားတရားလဲအရန်ကိုရိုသေကန်ဆိုင်နေသူဖြစ်ပြီးတော့အခုသိန်းပေါင်း1131သိန်းဆိုတာကလည်းစတမီငိမ့်အောင်စရဲရည်ရွယ်ချက်နဲ့ပါဝင်ပြီးတော့လှူဒန်းပေးသွားတာလည်းဖြစ်ပါတယ်။ စမိုင်းကဒီသိန်းတစ်ထောင်ကျော်အပြင်နောက်ထပ်လည်းအောက်စဘူတော်ရဘုံကြီးเจ้าမှာဆိုရင်တော့သိန်းပေါင်း900ထက်မှန်ပြီးတော့လူတန်းထားသေးတာဖြစ်ပါတယ်။ဒါကြောင့်မို့စမိုင်းကအခုချိန်မှာဆိုရင်တော့မြန်မာနိုင်ငံရဲ့ငလင်ပေးသိမ်းပြည်သူတွေအတွက်ကိုလူတန်းပေးထားတာသိန်းပေါင်း1600ကျော်သွားပြီလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဆယ်လီတွေအမှုပညာရှင်တွေပြည်သူတွေအားလုံးစုပေါင်းပြီးတော့ခန်းနေဝေးစီထံမှာဆိုရင်လည်းသိန်းပေါင်း3000တောင်မှအလှူငွေတွေရရှိထားပြီးတော့ခန်းနေဝေးကစကိုင်းအတွက်ကိုသိန်းပေါင်း1000နီးပါး သုံးဆွဲလှူဒန်းလိုက်ပြီလို့လည်းသိရပါဗျ။အခုလိုမျိုးအနုပညာရှင်တွေပြည်သူတွေရပြည်သူတွေအချင်းချင်းကိုညီရိုင်းပင်းနေကြတာကိုတွေ့ရတဲ့အခါမှာလည်းတကယ်ကိုပဲကျဉ်းနူးပီတိဖြစ်ရပါတယ်။ဒါပေမဲ့လည်းငလင်ဘေးတင်ပြည်သူတွေခံစားနေရတဲ့ဝေဒနာတွေကိုကြည်လိုက်တဲ့အခါမှာတော့များစွာစိတ်မကောင်းဖြစ်ရပါတယ်။ တကယ်ဦးပဲအားလုံးအထွေးညီညီလက်တွဲပြီးတော့ဖြည့်ရှင်နေတဲ့အချိန်မှာတချို့ကအရေးကြုံရင်ဈေးတက်ချင်တာဈေးကြီးချင်တာအဲဒီလိုမျိုးအတ္တသမားတွေလည်းရှိပါတယ်။ဒါကတော့တကယ်ကိုရှက်စရာကောင်းတယ်လို့ထင်ပါတယ်ရှင်။အခု smile လူတန်းလိုက်တဲ့သိန်းပေါင်း1600ကျော်ဆိုတာကတော့မြန်မာနိုင်ငံအနုပညာရှင်တွေမလူသေးတဲ့ငွေပမာဏလည်းဖြစ်ပါတယ်။ မနုပညာရှင်တွေမှာဆိုရင်တော့ဝင်းမုံရွှေရလည်းကိုနိုင်ဖြိုးချုံနာမည်နဲ့တွဲပြီးတော့ဒိန်ပေါင်း300လူတန်းခဲ့တယ်လို့ကုမ္ပဏီနေနဲ့လည်းဒိန်1000လူတန်းထားတာဖြစ်ပါတယ်။ပိုင်တကူကလည်းဒိန်1500လူတန်းထားတယ်လို့သိရပါတယ်။အခုလိုမျိုးအားတက်တယောကုညီလူတန်းကြတာဖြစ်တဲ့အတွက်ကိုပဲ အားလုံးကလည်းမြ мян လေးပြန်လည်ပြီးတော့ထူထောင်ပြီးအဆင်ပြေသွားပါစေလို့မျှော်လင့်နေကြတာဖြစ်ပါတယ်။ငလင်ပေးတဲ့ပြည်သူတွေလည်းအမြန်ဆုံးအခက်အခဲတွေပြေပြောင်းနိုင်ပါစေ။အားလုံးပဲကြကြီးသုံးပါပေးရနေပြီးတော့ကင်းဝေးနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ Top Celebrity တစ်ယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။